ကြာကိုရင်တုံးစပြန်ပြီးရမယ်ငါသိန်း800ခိုးတယ်ဆိုလို့ရှိရင်လူပြောနေတယ်လို့ငါလူငွေကောက်တာသိန်း800ပဲငါစီမှာအစင်းတိကြရှိတယ်โอเคเนาะငါတို့ကဘန်းအကောင့်နဲ့ပဲလုပ်တာငွေသားနဲ့မလုပ်ဘူးတခါမှဒါဆိုများလုံးမဲမိကလာပါကိုရီးယားရောက်တော်လည်းမိကန်တခုများကိုဒိန်းနံမှာတော့ဒက်စ်တော့ပါပြီအာအားလုံးမဲမိကလာပါကျမဒီနေ့ကစကားလေးပြောစရာရှိလို့ပါကိုရီးယားမှာရှိနေတဲ့အယောင်ဆောင်တွေ ကျွန်မဒီစကားလေးနဲ့ပတ်သက်ပြီးတော့ဆက်စပ်ချင်းပြောပါမယ်လိညာတာတစ်ခုမှမပါပါဘူးအဲ့နံပါတ်1တစ်ချက်ကဆိုရပူပူကိုရီးယားကိုရောက်လာပါတယ်သူဖာသူအလဲလာရင်းနဲ့မှာအတိမိတ်ဆွေဆိုင်မှာအဲ့ဒီအတိမိတ်ဆွေဆိုင်ကလည်းကျွန်မအိမ်လောက်တောင်ကျဲဘူးအဲ့ဒီဆိုင်လေးမှာအဲ့ဒီဆိုင်လေးကခလေးနှစ်ယောက်နဲ့မုဆိုးမတစ်ယောက်အကျွေးတောင်မှထူးနေသေးတယ်โอเคအဲ့မုဆိုးမတစ်ယောက်ကနေပြီးတော့ခါကြတော့မှသူကခလေးနှစ်ယောက်နဲ့လောက်ကင်စားတောင်းနေတာ အဲ့တော့အဲ့ဒီမှာအလှငွေဆိုလဲခဏခဏတောင်းတိုင်းပါဖြစ်နေထဲ့နေရတဲ့မုတ်ဆုံးမတရားနော်ကျမပြောချင်တာအဲ့တော့သူ့ဆိုင်လေးမှာကျင်ကျင်လေးကျမအိမ်လောက်တောင်းကြီးကျင်ကျင်လေးမှာအဲလာစားတဲ့သူတွေကိုဆိုတော့ဘဘကတချင်းဆိုမယ်အဲ့ဒါကိုဒီဘက်ကရွှေမိုးတို့အုပ်စုပေါ့ဘောမတွေကအားလုံးအမလေးဘာဖြစ်တဲ့ဘောမကိုဆိုလို့ဘာဖြစ်တဲ့ညာကျမကလည်းဘောမလို့ပြောတာပဲအဲ့တော့ဘောမဆိုလို့ဘာညာလဲအေးငါပြောမယ်ရွှေမိုးတို့နင်းနဲ့လင်စီတရန်ဘူကြီးကိုခေါ်ထားတယ် โอเคเนาะ เนเน่จ่ายနေတာอูငါသိတယ်เนาะငါ့ကိုမညာနဲ့ငါ့ကိုတောက်လျှောက်ဒလန်လို့ပြောနေရအဲ့တော့အခုလဲကြာလဲကြာလဲကြာအမလေးရွှေမိုးတို့တွေလက်တင်တခြားတက်လိုက်ရရောင်ဆောင်ပြီးတော့ငွေခိုးနေတဲ့သူတွေလက်တင်ကြတာပေါ့အဆန်ရှေ့မှာလဲစန္ဒပြကြမယ်လို့ကျွန်မပြောချင်တာလေးတက်လိုက်ရကိုတကယ်ကိုနင်တို့လုံနေကြတာလားနင်တို့နာမည်ကြီးဖို့အတွက်နင်တို့ခိုးနေရတိုးဖို့ဒီနေရာတိုးဖို့အတွက်တက်လိုက်ရကိုလုံနေတာလားဆိုတော့ငါသိပြီးသား နင်တို့တွေအားလုံးအလူငွေတွေကောက်ထားတာနဲ့ပတ်သက်ပြီးတော့တားလိုက်ရပြင်ဖြည့်ရှင်းပေးရမှာငါ့ကိုလည်းတခုတလန်လုတ်ပြီးတော့နင်တို့ပြောထားမလားငါလည်းရှင်းပေးမှာရွှေမိုးကောက်ရင်ရွှေမိုးရှင်းရမယ်တခြားလူတွေကောက်ရင်ကောက်တဲ့လူကုန်ရှင်းပေးရမှာငါလည်းရှင်းပေးမှာဟုတ်ပြီနော်နင်တို့ပါဇက်တရားနေငါလို့ပြောငါသည်ပြည်သူပတ်ဆံတရားခိုးကင်တုံးစပြန်ပေးမှာအေးငါ3800ငါအလူငွေကောက်ခဲ့တယ်အဲ့ဒီ3800ကိုငါခိုးကင်ငါတုံးစပြန်ပေးမှာ3200ဟုတ်ပြီနော်အဲ့တော့ ငါ့ကိုပြောနေတဲ့သခိုးဒလန်လေးအားလုံးလည်းနင်တို့ကောက်ခဲတဲ့ဟာသမျှရှင်းပေးရမယ်နင်တို့ကမဟုတ်တဲ့လူကြတော့လိုက်ပြောပြီးတော့ MAN ရောင်းတဲ့သူ MAN ရောင်းတဲ့သူအခုသခိုးတွေပဲစိုင်းနေစိုင်းနေဖြစ်သွားတဲ့သခိုးဆိုင်ကြီးက MAN အကြီးကျယ်ရောင်းနေတဲ့သူကအာငါရောင်းတော့လူဖြစ်လာတဲ့ဆိုလဲဆိုတော့နင်တို့ဘာပြောရဲလဲအဲ့ဒါနင်တို့ရဲ့အဖွဲ့အကြီးထဲမှာဒုဥက္ခရတွေဘာညာဝင်နေတာတွေမဟုတ်ဘူးလားနင်တို့ပြောရဲလို့လားတလိုက်ရတွေလုတ်ပြီးစိုင်းနေစိုင်းနေဖြစ်သွားတယ်။နင်တို့ဖာသာနင်တို့အိုတွေကိုတိုင်နေပြီးအိုတွေကိုလိုက်ထုတ်တယ် တယောက်ကို30သိန်း30កောက်တယ်နော်ဟိုမှာလည်းတကယ်ဒဏ်ကြီးမဆောင်အောင်ပဲနဲ့ဒဏ်ကြီးဆောင်ရတယ်လို့လုပ်တယ်ပြီးတော့ငါတိသွားတဲ့အခါကျတော့အဲ့ဒီလူကိုပြန်ပေးတယ်ဗန်းစာအုပ်ကသူတို့ဗန်းစာအုပ်မဟုတ်ဘူးတခြားလူရဲ့ဗန်းစာအုပ်တခြားလူရဲ့ဗန်းစာအုပ်ကိုအတုံးပြုတ်ရင်နင်တို့ဘာအမှုမြောက်လဲဆိုတာကိုသိတယ်မလားငါမတိုင်သေးဘူးနော် လိုက်ရလိုက်ရတွေမလုံနဲ့ငါ့ဦးကျတော့လိုက်ရလိုက်ရလုတ်တယ်ဆိုပြီးတော့နင်တို့တွေအောက်တန်းစားတွေနဲ့ဝိုင်းပြီးတော့ဆဲဆူနေပြီမဲ့နင်တို့လုတ်နေတာတွေအားလုံးငါတနေ့ကြပြန်လုတ်မှာဆိုတော့မမေ့နဲ့နင်တို့ဘသူရဲ့ဘသူရဲ့ဟာကိုကင်ထားတယ်ဆိုတော့ငါကောင်းကောင်းသိထားပြီးသားအရင်ကမင်္ဂလာပါဆိုင်ကကောင်းကင်ထားပြီးသားလေနင်တက်လိုက်ရလုတ်ပြီးသွားတဲ့အခါဆိုင်လေးပါတွေဖြစ်သွားဟုတ်တယ်မလားတလာရလုတ်ပေးပါရဲဟိုလူကူညီပါရဲဒီလူကူညီပါရဲပတ်စံလဲယူပြီးသွားနေလို့လုတ်နေတာငါမသိမှတ်လို့လား တလိုက်ရဖြစ်ပြီးတော့ပြီးဆိုင်နေထောင်နေတယ်ဆိုတော့ငါမသိဘူးထင်လို့တနေ့ကျရင်အားလုံးရှင်းပေးရမှာနော်ငါလည်းရှင်းပေးရမယ်အဲ့တော့တလိုက်ရမှာငွေကောက်နေတဲ့သူတွေအားလုံးဇွန်နီလာထေးကိုပြောဇွန်နီလာထေးလို့ပြောရမယ်တကြက်ကိုရင်30ပြန်ပေးရမယ်ငါသိန်း800ခိုးတယ်ဆိုလို့ရှိရင်လူပြောနေတယ်လို့ငါလူငွေကောက်တာသိန်း800ပဲငါရှိမှဆင်းရင်တိကျရှိတယ်โอเคနော်ငါတို့ကဘန်းအကောင့်နဲ့ပဲလုပ်တာငွေသားနဲ့မလုပ်ဘူးတခါမှအားလုံးတိတိကျကျလည်းလှူထားပြီးသားငါလှူတဲ့ငွေတောင်မှာအဲ့ဒီငွေတစ်တောင်ပုံများရင်များရင်များနေအောင်မယ်โอเคနော် တော့တကြခိုးရင်တက်လိုက်ရမှာအလူငွေကောက်နေတယ်ကောက်နေကောက်မရီကိုရီးယားမှာတကြခိုးတာနဲ့သုံးဆရော်မယ်လူငါလူပြောသူဖတ်သူမုတ်ဆိုးမဆိုင်မှာတချင်းဆိုတာအေးလက်မှတ်ရောင်းစားနေတယ်ဆိုရင်တော့ငါပြောမှာသူဖတ်သူဆိုတာနင်တို့ဘာဖြစ်တာမနာလိုချက်နင်တို့အချင်းချင်းကြတော့ MAN ရောင်းစားနင်တို့ပါဇက်တွေအားလုံးအပါလေသွားသွားပြီးတော့အလက်ကားစားနေတာဆိုင်မာလေးငါမသိဘူးထင်လို့လား MBA ရောင်းတော့ဘာဖြစ်လဲဆိုဘာမှမပြောရမယ်နင်တို့စိုင်မှာတော့တော့ပြီးအလက်ကစားတယ်ပြီးလို့ရှိရင်ငွေသားနဲ့အလူငွေ ထဲလိုက်ခိုးတယ်ငါပြင်စင်ပေါ်လေးတက်ပြီးသွားတဲ့ခါနင်တို့ကနိုင်ငံရေးလှုပ်တော့မှနိုင်ငံရေးအခုလိုမျိုးမြန်မာပြည်ဖြစ်တော့မှပဲနင်တို့ကဘာဖြစ်လဲလူကြားတဲ့တိုးနင်တို့မရှက်ကြဘူးလားတချို့နိုင်ငံရေးကိုလှုပ်ပြီးသွားတဲ့အခါကျတော့ထောက်ခံနဲ့ထောက်ခံတော့စိုးတက်ကတူမှကြောင်းပြီးသွားတယ်အမလီကတော့ဘာဖြစ်လဲထောင်း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 ဖြစ်လာတယ်အဓိကထောင်းကျင်လားဇနီလားထိဟုတ်မလားထောင်းဖို့မကြိုးစားနဲ့ငါနင်တို့ထိတ်ပေါ်မှာပဲရှိတယ်ဆိုတော့မမေ့နဲ့အေးစစ်စစ်နေကြသူဖတ်သူမဟုတ်ဆိုးမဆိုင် အစိုးရသူဖာသူဆိုတာပတ်စံနဲ့လောက်တာမဟုတ်ဘူးလေလက်မှတ်ရောင်းနေတမျိုးလက်မှတ်ရောင်းနေငါကိုယ်တိုင်ပြောမှာညီတို့ကဘာဖြစ်ကြတာတတ်လိုက်ရရောင်းရောင်းလောက်နေကြတဲ့တခိုးတွေရရရဆဆဟွန်းညီတို့ပြောငေးစီရီယာဘိုးကြီးနဲ့ကြိုက်နေတဲ့မမကြီးအကြောင်းငါမသိဘူးထင်ကွာအတွင်းရေးတွေကစာငါကုန်တည်ဟွန်းခုတော့လေဒီပိန်းနေအလုံးတော်တိုင်းကောင်းနေတဲ့အလုံးခိုးနေတာလားညီမဆယ်လို့ကစပြီးဟိုလေးတနေ့မှစပြီးဒီပိန်းဖြစ်တဲ့ လူတွေလည်းတခိုးပဲဒီကတိကောင်းတယ်ကိုတက်လိုက်ရင်ကိုတော်တော်လေးကိုဝေးကြီးအဆင်ပြေမဲ့သဘောရှိတယ်အားတော့တခိုးလေးပဲဒီနေ့မှလည်းများများလေးကြိုးပေးဖို့လိုတယ်ကြာနော်ကျွန်တော်ကလည်းအားပေးနေပါတယ်